မတို့ဒီနေ့နော်ဟိုလင်းပေါ်နော်ဟိုစီချိုအကြောင်းဒီကောင်းစရာလေးကိုကျမတို့ပြောကြားသွားခဲ့ပါတယ်နော်အဲ့ဒီမှာကျမတို့အလုံးခြုံပြီးတော့နော်ခြုံပြီးတော့အလုံးမမသားပွေရာများကိုကျမတို့ခြုံပြီးပြောပြောကြားလို့ပါဆိုတော့ပထမအဆုံးဒါဒီနေ့နားထောင်တဲ့ပရိသတ်တွေအလုံးကနော်ဒီစီချိုကိုနော်အကူသားတဲ့နေရာမှာ အကောင်းဆုံးဆိုတော့အကောင်းဆုံးဆိုတဲ့နေရာမှာ तू ကအသက်တက်တန်းပြည့်ပေါ့နော်လူတိုင်းလူတက်တန်းပြည့်နေနိုင်မယ်နော်စီဂျိုရဲ့နောက်ဆက်တွဲယောဂါတွေလည်းမရှိဘူးဒီလိုမျိုးဖြစ်နိုင်တော့ကျမတို့အကောင်းဆုံးလို့ဆိုလိုပါတယ်နော်ဆိုတော့အဲ့လိုမျိုးအကောင်းဆုံးဖြစ်အောင်နော်လုပ်ရမယ်ဆိုလို့ရှိရင်နော်ကျမအနေနဲ့ကပြောသွားခဲ့တာတော့အမြဲတမ်းအဆဆုံးနော်အစောဆုံးပဲလုပ်ပါအစောဆုံးပဲတည်အောင်လုပ်ပါနော်ဒါလေးကိုပြောတာအစောဆုံးတည်အောင်ကအစောဆုံး ရှာဖွေဖို့လိုတယ်အစောဆုံးစစ်ဆေးနေဖို့လိုတယ်နော်မစစ်ဆေးဘဲနဲ့ဘယ်သူမှမသိဘူးဆိုတော့ဖြစ်နိုင်ခြင်းရှိတဲ့သူတွေအားလုံးကစစ်နေဖို့လိုတယ်ဒါအဲ့ဒီချိန်မှာအကျိုးကာလပေါ်စီးကျိုးပဲဖြစ်ဖြစ်နော်ပရီဒိုင်ပီတီဆိုတာကိုပဲတီထားရင်တောင်မှနော်ဒါဒီ life side ပြောင်းလဲတယ်ဆိုရင်နော်စီးကျိုးကို ကာကွယ်လို့ရနော်စီးကျိုးကာကွယ်တာနဲ့စီးကျိုးရဲ့နောက်ဆက်တွဲတွေလည်းကာကွယ်ပြီးသားဖြစ်ပါတယ်နော်ထို့သူပဲဒါစီးကျိုးစသတိပြီဆိုရင်နော် ဒီတိုင်းနေတဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်တို့တကြောင်စီဂျိုစားတိတာနဲ့နော်အစောဆုံးစားတိတာနဲ့ထိရောက်အောင်အစောဆုံးကုပါအစောဆုံးစားကုမယ်အဲအစောဆုံးထိရောက်အောင်ကုပါမယ်နော်နောက်တစ်ခုကတော့ကုတဲ့နေရာမှာမိမိကိုယ်တိုင်ပဲနော်ပါဝင်ဖို့လိုတယ်မိမိကိုယ်တိုင်မပါဝင်လို့မရဘူးဒါကြောင့်မိမိကိုယ်တိုင်သည်စီချိုအကြောင်းကိုယောဂအကြောင်းကိုဂဂနနာတေချာတိဖို့စူးစမ်းဖို့လိုတယ် ဖတ်ရှုလေ့လာဖို့လိုတယ်ဆရာဝန်တွေကလည်းအဲတင်တင်ပြပေးဖို့လိုပါတယ်အဲ့ဒီခါကြလို့ရှင်ဒီတိုင်းမနေဘဲနဲ့ကိုယောဂါကိုဆရာဝန်ညွှန်ကြားတဲ့နော်ဒီကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့လည်းပြတင်တယ်ပြပြီးတော့သူတို့နဲ့နော်ဆွေးနွေးတိုင်ပင်ပြီးတော့နော်ပေးပေးတဲ့ဆေးတွေကိုမမှန်ဟိုတောက်သုံးဖို့လိုတယ်เนาะအဲ့ဒါလေးလိုတယ်နောက်တစ်ခုကဒီကိုကိုပါကိုเนาะမိမိကိုယ်တိုင်စောင့်ကြည့်ဖို့လိုတယ်ကိုစီဂျို ကိုပဲအိမ်မှာစောင့်ကြည့်မှနော်လက်ထိပ်ဖောက်ပြီးတော့ဘယ်လိုစောင့်ကြည့်ရမလဲဆိုတာကိုနော်ဒေါက်တာထိတ်တဲ့ခင်လည်းပြောပါတယ်เนาะနောက်တစ်ခုကတော့စီချိုသွေးချိုအပြင်နော်သွေးတို့သွေးတို့ရဲ့သွေးအဆီဓာတ်ရဲ့နော်ဒါတွေလည်းစောင့်ကြည့်ဖို့နော်လိုတယ်စစ်ဆေးဖို့လိုတယ်ထိရောက်အောင်ကုဖို့လိုတယ်အဲခန္ဓာကိုယ်အဝလွန်ခြင်းရလဲစီချိုမှာနော်စီချိုပိုဆိုးစေတယ်ဒီတိထားဖို့ရာက weight short လိုက်လို့ရှင့် ိုလေးချိန်ချလိုက်လို့ရှင်စီးကြိုတောင်မှပျောက်နိုင်တဲ့အထီးကိုအစွမ်းထက်ပါတယ်ဒါကြောင့်ဒီစီးကြိုမှာနော် life size လောက်ချင်းသည်နော်ဒီကုန်ကြအနည်းဆုံးနဲ့အထီးရောက်ဆုံးတော့တကယ်ဖြစ်ပါတယ်ဒါလူတိုင်းမလုံနိုင်တာမှာနော်ကျမတို့အသေးစိတ်ကိုဆက်လက်ပြီးတော့ဒေါက်တာနော်ဒီထက်ထက်ခင်ကနေပြီးတော့ဒါစီးကြိုသွေးကြိုဘလို့ဆက်ရမလဲဘယ်နှခါစစ်တင်လဲဘလို့နော်မှတ်သားတင်လဲနော်ဘလောက်ရှိတင်လဲဒါတွေအကုန်လုံးဆွေးနွေးခဲ့ပါတယ်နော် ထို့တူပဲဒေါက်တာဆန်းဆန်းဝေးရတော့နော်ဒီစီးကျူသွေးကျူအပြင်ကျမတို့ခန္ဓာကိုယ်ရဲ့ weight ကိုဘယ်လိုစောင့်ကြည့်ရမလဲပေါ့နော်ဒီခန္ဓာကိုယ်အလေးချိန်နော်အဲပြီးတော့သွေးတို့တိုင်းတာသွေးတို့ကလည်းဆေးကမ်းမှာတိုင်းတဲ့ပြင်အိမ်မှာလည်းတိုင်းထားဖို့လိုတယ်အဲနောက်တစ်ခုကသွေးတွင်းအစီပေါ့နော်သွေးတွင်းအစီမှာ LDL cholesterol ဆိုတာဆိုးတဲ့အစီတွေပေါ့နော်အဲ့ဒါအဓိကပါ LDL cholesterol ကိုတရားအောင်မှာထားရှိဖို့လိုတယ်အဲ နီးသိဆိုးတဲ့ယောဂနော်ဟိုသွေးကြောကျင်းတာတို့လေဖြတ်တာ နော်ပြစ်တာပြီးတဲ့လူတို့ဖြစ်နိုင်ခြေသိပ်များတဲ့လူတွေဆိုရင်80အထိကိုချဖို့လိုတယ်ပေါ့နော်ဒါဒါအဆီဒတ်တွေပေါ့နော်ထို့ပြင်ကျမတို့ဒီဆက်လက်ပြီးတော့ဒေါက်တာပရော်ဖက်ဆာဦးကူကူကနေပြီးတော့နော်ဒီအစားအသောက်တွေပေါ့နော်အစားအသောက်ကိုတူတူနဲ့လိုရင်နော်ရှင်းပြသွားတယ်အဲ့ဒီမှာအစားအသောက်မှနားလေဖို့ဒါတော့သမင်းလျှော့စားဖို့ နော်စားတောက်တယ်မှာထမင်းလျှော့စားဖို့ရှောင်းရမှာကတော့အချိုတွေတကြားတွေပေါ့နော်တချို့ကထမင်းကိုအဲဇက်မှာမချိုတော့တကြားလို့မထင်ဘူးနော်ဆိုထမင်းဒီဘိုက်ထဲရောက်သွားတာနဲ့တကြားဆစ်ဆစ်ဖြစ်ပါတယ်ဒါကြောင့်ထမင်းကိုရှောင်းမယ်ထမင်းနဲ့တူတဲ့ဂျုံလည်းအတူတူပါပဲဂျုံနေအာလူးနော်ဒါအကုန်လုံးကစီဓာတ်တွေကိုဘယ်လိုစားရမလဲပြောပြပြသွားပါတယ်နော်နောက်ဒီရှောင်းရမယ့်အစားအစာတွေပေါ့နော် အဲဘလို့စားမလဲဆိုရင်လွယ်အောင်တော့နော် plate model နဲ့ပြောပြသွားတယ်တဝက်နော်ဒီ plate မှာဒီပကံပြားမှာတဝက်တိတိကဟင်းသင်းဟိရွက်တင်နော်ဒီဒီဖြစ်ပါမယ်နောက်လေးပုံတပုံကတော့အသားဓာတ်တွေဖြစ်ပါမယ်နော်လေးပုံတပုံကတော့ဒီစံထမင်းဖြစ်ပါတယ်နော်ဒါဆရာရှင်းပြသွားတာလွယ်အောင်ပြောပြသွားတာဖြစ်ပါတယ်တို့သူပဲเนาะစင်မကျမတို့ professor တထွန်းချစ် ကတော့ကျွန်မတို့အဲကျမ်းမာရေးလှုပ်ရှားမှုပေါ့နော်လေ့ကျင့်ခန်းကိုဘယ်လိုလုပ်ရမလဲဆိုတာရှင်းပြသွားပါတယ်နော်ဒီလုပ်ငန်းခွင်မှာအဲလိုအပ်တဲ့နော်ဒီလေ့ကျင့်ခန်းတွေကိုဘယ်လိုနော်လုပ်သင့်လဲနော်လေ့ကျင့်ခန်းဒီဘယ်လိုကြိုးကျစုရှိလဲဘယ်လိုလုပ်သင့်လဲဆိုတာရှင်းပြသွားပါတယ်နော် ဆိုခြုံလို့ရှိရင်တော့ဒီ life size life size ဆိုတာစားတောက်ခြင်းရယ်နော်လှုပ်ရှားခြင်းရယ်ဒီအကုန်လုံး နော်ဒါတွေက ကျမတို့ရဲ့စီဂျူကို90ရာခိုင်နှုန်းလောက်တော့ကျမထင်တယ်အဒီတက်မကပါဘူးတချို့လုံနိုင်လို့ရှိရင်ဒီတက်မက90ရာခိုင်နှုန်းမကเนาะဒီဒီလွှမ်းမိုးနိုင်ပါတယ်เนาะကောင်းလုပ်ပေးနိုင်ပါတယ်ဒါကြောင့်ကုန်ကြစရိတ်အနည်းဆုံးနဲ့เนาะထိရောက်ဆုံးဒီเนาะဒီ life site ဖြစ်ပါတယ်သို့တော်လည်းဒီ life site တစ်ခုတည်းနဲ့ထိရောက်တဲ့အတွက်ကြောင့်ကျမတို့ကဈေးဝါးတွေသုံးဆွဲရပါတယ်ဒါကြောင့်ဈေးဝါးတွေမှာလည်းအခုခေတ်မှာအမျိုးမျိုး နော်စီဝါတွေရှိတဲ့အခါသင်လျော်တဲ့ဆေးတွေကိုနော်ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ကုပါနော်ဆိုတော့နောက်ဆုံးအနေနဲ့တော့အဲကျမတို့ဒီစီဂျူသွေးဂျူရှိလျက်နော်တက်တန်းပြေနော်တက်တန်းပြေယောဂကင်းစွာနော် physically ပေါ့နော်ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့နော်စိတ်ချမ်းသာခြင်းကိုလည်းပြည့်စုံဖို့လိုတယ်ကျမတို့ social ဘိုင်းမှာလည်းနော်မိမိတို့ဆိုဒီလူမှုလူမှုရေးနဲ့စီးပွားရေးတွေအားလည်းအကုန်လုံး နော်နိနာဆုံးဖြုတ်မှုရှိအောင်လုပ်ဖို့လည်းလိုပါတယ်လို့နော်ဆိုပြောကြရင်လည်းနေကုန်းချုပ်ပါတယ်